အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာဖုံးကွယ်၍မရသောအရာ၅မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာဖုံးကွယ်လို့မရတဲ့အရာဆိုတာလူသားတိုင်းရင်ဆိုင်ရတဲ့အခြေခံသဘောတရားတွေပဲဖြစ်ပါတယ်ဒီအရာတွေကိုလစ်လူရှုထားလို့မရပဲလက်ခံကြံတွေကိုလိုအပ်ပါတယ်အထူးသဖြင့်အောက်ပါအချက်တွေကထင်ရှားပါတယ်နံပါတ်၁အုံမင်းချင်းအတက်ကြီးလာခြင်းသည်တဘာဝတရားဤအစိပ်ပိုင်းဖြစ်ပြီးမိသူမြလွှဲချော်၍မရပါဘူးလူတိုင်းလူတိုင်းဟာအချိန်နှင့်အမျှ အိုမင်းရင်ရောလာမည်ဖြစ်ကဤအမှန်တရားကိုဖုံးကွယ်လို့လည်းမရပါဘူး။နံပါတ်1နာမကျန်းခြင်းလူသားတိုင်းကျန်းမာရေးပြဿနာနှင့်ကြုံတွေ့ရနိုင်ပြီးဤအရာကိုအချိန်အခါမရွေးခံစားရနိုင်ပါလေ။ယောဂဝေဒနာက လူတိုင်းရဲ့ဘဝမှာတနည်းနည်းဖြစ်ရှိနေတတ်ပြီးဖုံးကွယ်ထားလို့လည်းမရပါဘူး။နံပါတ်3သိခြင်း ေဆုံးခြင်းသည်ဘဝ၏အမှန်တရားတစ်ခုဖြစ်ကာမြေသူမြအေရာကိုလွတ်မြောက်နိုင်ခြင်းမရှိပါဘူးလူတွေအလုံးကနောက်ဆုံးမှာဤခီးကိုရှောက်ရမည်ဖြစ်ပြီးဖုံးကွယ်၍လည်းမရပါဘူးနံပါတ်၄ကံလူတဦး၏လောက်ရများကသူ့ရဲ့ဘဝကိုပုံဖော်ပေးနိုင်စွမ်းရှိပါれကောင်းသောအကျိုးကုတူနှင့်မကောင်းသောအကျိုးအကုတူတို့ကလူတဦး၏အနာဂတ်ကိုဆုံးဖြတ်ပေးပြီးအဲ့ဒါကိုဖုံးကွယ်လို့မရပါဘူးနံပါတ်၅အမှန်တရား ဘဝမှာအမှန်တရားကအမြဲတည်ရှိနေပြီးလူတို့၏လိမ်လည်ဖုံးကွယ်မှုများဖြင့်ပျောက်ကွယ်သွားနိုင်ခြင်းမရှိပါဘူးအမှန်တရားဆိုတာနောက်ဆုံးမှထွက်ပေါ်လာတတ်ပါတယ်ဒါကြောင့်ဒီအရာကိုလည်းဖုံးကွယ်ဖို့မကြိုးစားပါနဲ့ဒီအရာတွေကိုလက်ခံပြီးရင်ဆိုင်နိုင်မှသာဘဝကိုအတိတ်ပဲရှိရှိဖြတ်တန်းနိုင်မှာပဲဖြစ်ပါတယ်ဘဝမှာဘယ်အရာကိုမဆိုဖုံးကွယ်ဖို့ကြိုးစားတာထက်ဖြစ်လာတဲ့အရာတွေပေါ်မှာသဘောပေါက်နားလည်ပြီးပျော်ရွှင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့ကပိုအရေးကြီးပါတယ် အခုဆိုရင်ဘဝမှာဖုံးကွယ်လို့မရတဲ့အရာတွေကိုတိကျမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်